Hey guys, skills တိုင်းရမှာကြိုးစားပါရစေ။အခုဒီဗီဒီယိုလေးကတော့ Apple ရဲ့နောက်ဆုံးထွက် iPhone 16e မှာအစ်စ်ပါလာတဲ့ Apple ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ C1 ဆိုတဲ့ model အကြောင်းပေါ့။အဲ့ဒီ မိုဒန်ချစ်ပလေးယာဘာကြောင့် Apple အတွက်အရန်အရေးကြီးလဲဆိုတော့ Apple ကလက်ရှိမှာကြွေကောင်းစီကတစ်နှစ်ကိုဒေါ်လာ7 to 8 billion ဘိုးလောက်မိုဒန်တွေဝယ်နေရဗျာမိုဒန်ဘိုးကြီးပဲနည်းနည်းတော့မဟုတ်ပေးနေတာ Apple Watch တွေ SIM card ထည့်လို့ရတဲ့ iPad တွေအဲ့ဒါတွေအကုန်လုံးကမိုဒန်တွေသုံးတယ်လေနောက်ပိုင်းမှာလည်းအင်တာနက်ကိုတစ်ချိန်လုံးချိတ်ထားတဲ့ပစ္စည်းတွေပို့ဖို့များလာလို့ပဲရှိတယ်အဲ့ကြောင့် Apple ကဒီသူကိုယ်ပိုင်မိုဒန်လိုလာရပေါ့နော်သူများစီကဒီ ဈေးကြီးပိတ်ပြွယ်နေရတဲ့နောက်ထပ်ပိုအရေးကြီးရတစ်ခုကလက်ရှိမှာ Apple ပစ္စည်းတွေအကုန်လုံးတည်းကမိုတန်းနေရအပြင်မှာတက်တက် chip ထိုင်နေရတာဗျာဟိုကွေကွန်တို့ median တွတ်တွတ် SOC လိုမျိုးဒီ die ထဲမှာတစ်ခါတည်းပေါင်းထည့်တာမဟုတ်ဘူးအဲကြောင့် official မဖြစ်ဘူး battery ပိုစားရပေါ့အဲကြောင့် အပဲသာကိုတိုင်မူတန်းကောင်းကောင်းလုပ်တိုင်ခဲ့ရင်သူများတွေလိုမျိုးဒီ SOC တွေကိုလည်းတခါလဲပေါင်းထည့်လို့ရမယ် quality ပို့ပြီးတော့ထိန်းချုပ်နိုင်မယ်ပိုကောင်းမှုချမ်းရှိရပေါ့အမျက်လဲပိုကြံရောအဲကြောင့်အဲ့ဒါအရန်အရေးကြီးတယ်လို့ပြောတာဒီဗီဒီယိုမှာအပဲရဲ့ပထမဆုံး 5G မူတန်းကဘလို့အခြေအနေရှိလဲဆိုတာကိုကြည့်လိုက်ကြရအောင်အပဲကကိုယ်ကောင်းရဲ့မူတန်းတွေကိုရှောင်ကျင်နေတာတော်တော်ကြာပြီဗျာ iPhone 10s ဆို11တို့ 4G ခဲ့ပါတော့အဲ 4G မိုဒန်တွေမှာ Intel မိုဒန်တွေကြီးပဲတုံးလာအဲဒါပေမဲ့ 5G ခဲ့မှာတော့ကိုယ်ကောင်းပဲပြန်တုံးလာတယ် Ampere Intel Modern Division ကို2019မှာဝယ်လိုက်ပြီးတော့ဒီကိုပိုင် wireless chip တွေထုတ်ဖို့စူးစမ်းလာအခု C1 ကသူတို့ရဲ့ပထမဆုံးကိုပိုင် design နဲ့ modern ပဲ modern လေးတစ်ခုလုပ်ဖို့ဘာကြောင့်အလောက်တောင်ကြာနေလဲဆိုတော့ modern လုပ်ဖို့ကတကယ်တော့တော်တော်ခက်တာဘာကြောင့်လဲဆိုတော့အဲ့ chip တစ်ခုတည်းကနေပြီးကမ္ဘာပေါ်မှာရှိရှိသမျှတော့ wireless standard တွေကိုလိုက်နာနိုင်ရမယ်အဲအခုဒီပုံမှာဆိုရင် Apple ရဲ့ iPhone 16က support ပေးတဲ့ band တွေတွေ့မှာပေါ့အဲ့မှာနည်းနည်းတော့မဟုတ်ဘူးဗျအဲ့ဒါတွေအကုန်လုံးကို antenna တစ်ခုတည်းနဲ့ chip တစ်ခုတည်းအကုန်ချိတ်နိုင်ရမယ် လုံးဝ lag မရှိဘူးဒီ signal noise တွေမရှိပဲချောချောမွေ့မွေ့လည်းအလုပ်လုပ်အောင်ပဲအဲဒါပြင်နောက်ထပ်ဒီ 5G millimeter wave တို့ဘာလို့အစ်မအရန်မြန်တာတွေပါလာလို့ရှိရင် antenna တစ်ခုတော့နဲ့မလောက်တော့ဘေးမှာနောက်ထပ်တစ်ခုပါအပေါ်ထိုင်ရတယ်ပေါ့နောက်ပြီးအဲ့လိုမျိုး radio frequency နဲ့ပတ်သက်တာတွေတော်တော်များများဗျာထွင်ထားပြီးသားတယ်အစ်စ်လည်းထွက်ထွင်လို့မရတော့အဲကြောင့် Apple လိုမျိုးအစ်စ်လုံးမဲ့လူတွေကပေးတန့်ပေါ့ဘူပိုင်ခွင့်တွေကင်ထားတဲ့ Quick Con တို့ Ericsson တို့ Nokia တို့အဲ့လိုမျိုးကုမ္ပဏီနဲ့တစ်ခုမဟုတ်တစ်ခုတနေရာရာမှာတော့သွားညိနေတာပဲ Nokia ဆိုဖုန်းမထုတ်တော့ပဲအဲ့ဒီဘူပိုင်ခွင့်တွေပဲထိုင်အောင် ဥစားကြီးပတ်စံရှာနေတာတော်တော်ရပြီတနည်းနည်းကိုဘီလီယံနဲ့ရှိပြီးရတယ်အခု Apple ရဲ့ model နောက်အဲ Nokia ရဲ့ patent တွေပါတယ် Nokia နဲ့ license တွေယူရတာပေါ့အဲအကြောင်း model တစ်ခုလောက်ရတာမတရားခတ်တယ်ပေါ့ဗျာအဲအကြောင်း Apple ကလည်းကြာနေရဲ့ဒါပေမဲ့အခုတော့ထွက်လာပြီ Apple C1 Apple C1 5G model အဲဒီကောင် TSMC ရဲ့4 nanometer လို့7 nanometer လို့နဲ့လုပ်ထားတဲ့ chip တွေပေါင်းတာပေါ့ဒါကဘာလုံးက band တွေတော်တော်များများနဲ့အဆင်ပြေတယ် GPS လည်းရတယ် satellite ပါချိတ်လို့ရတယ်ဒါပေမဲ့အဲ့ဒါကသူတို့ရဲ့ပထမဆုံး model ဆိုတော့လက်ရှိဒီ quick count ်မိုဒန်တိုင်းမှာပါတဲ့ 5G mm wave လိုမျိုးအရန်မြန်တဲ့ band တွေပြီးရင် DC HSDPA တို့အဲ့လိုမျိုးအဆင့်မြင့် wireless feature တွေတော့မပါသေးဘူးပေါ့ 5G mm wave ကအဓိကလူအရန်ကြက်တဲ့နေရာတွေမျိုးတွေတို့အားကစားရုံတို့မှာလုံးဝ speed မကျအောင်လုပ်ပေးနိုင်တဲ့ band ပေါ့အဲ့ကောင်တော့သီးသန့် antenna လိုတယ်တချို့ iPhone တွေမှာတွေ့ရတဲ့ဘေးနားအပေါက်လေးကအဲ့ဒါ 5G mm wave antenna တွေပေါ့ဒါပေမဲ့ တို့ကတိုင်ကိုလှမ်းမြင်နေရမှာကောင်းကောင်းအလုပ်လုပ်တယ်။မြန်တယ်ပေါ့နော်။မဟုတ်ရင်ဒီနှီးကွေးကြီးဘာမှတိတ်မထူအဲဘာဖြစ်လို့လဲဆိုတော့ဒီပုံမှန် 5G ရဲ့6 GHz အောက်မှာအလုပ်လုပ်တယ်ဗျာ။ ဒါပေမဲ့အဲ့ဒီ millimeter wave က 20GHz ကနေ 100GHz အတွင်းမှာလောက်လောက်တာ analog frequency များနေရဘယ်နိုင်ငံမှာမဖောက်နိုင်တော့ပြီးတော့အဲ့ millimeter wave tower တိုင်းเนี่ยလည်းနေတော့ဒီ C1 မှာမပါလဲတိတ်တော့ကိစ္စမရှိပါဘူးထဲထားတာလည်း gen phone ဆိုတော့ဒီနေရာမှာ 5G အကြောင်းလေးတစ်ခုလောက်ကြားဖြတ်ပြောခြင်းလဲလူတော်တော်များများ 5G ကို speed ပုံမြန်တယ်ပဲထင်နေကြပါဟုတ်တယ် 4G နဲ့ရှင်ရင်တော့တကယ်ပုံမြန်တယ်ပုံမြန်စေတဲ့ feature တွေအများကြီးပါပေါ့ဒါပေမဲ့ speed က 5G ကိုပြောင်းသုံးရတဲ့အဓိကရည်ရွယ်ချက်မဟုတ်ဘူးဗျာ 5G ရဲ့အရေးအကြီးဆုံး feature က latency နဲ့ capacity latency ကတော့သိရတဲ့အတိုင်းပဲဒီဒီဘက်မှာတစ်ခုခုလိုလိုက်တာနဲ့ဒီ delay နည်းနည်းလေးနဲ့ဟိုဘက်မှာသွားပေါ်တာပေါ့ gain သမားဆိုသိကြပါတယ် millisecond နဲ့ပြ latency များရင် lag တယ်ပေါ့ latency နည်းလို့ရှိရင်ကိုယ့်ရဲ့ attack တွေကချက်ချင်းဟိုဘက်မှာသွားပြီးတော့တက်ရောက်လဲ 5G က latency အရန်ကောင်းတဲ့အတွက်အဝေးကနေလှမ်းပြီးခွဲစိတ်တာတွေပါအထိလုံးလို့ရတယ်လို့ပြောကြတယ်ဒီစိုက်ရုပ်တွေပါလှမ်းထိန်လို့ရတာပေါ့အဲနောက်တစ်ခုကတော့ capacity ကျွန်တော်တို့ဒီ festival event တွေရောက်ပြီးရင်ခန်းစားမှုကြောင့်ပေါ့လူတွေအရန်များလာရင် internet မကောင်းတာလို့ဖုန်းပြောရင်တော့ထစ်တာပေါ့အကျုံမှုရရပါလား 5G ကိုထွင် တာအဓိကအဲ့ဒါကိုဖြည့်ရှင်းဖို့ပဲသူကဒီ1ကီလိုမီတာပတ်ပတ်လည်မှာပစ္စည်းပေါင်းတသန်းအထိတပြိုင်တည်းချိန်နိုင်အောင်ဒီဇိုင်းထုတ်ထားတာပေါ့နောက်ပြီးတော့ဒီအားကစားကွင်းတွေ event တွေထဲမှာ line မမီတာကို millimeter wave နဲ့ဖြည့်ရှင်းတာစသည်ဖြင့်ပေါ့နော်နောက်မပါတဲ့ feature တစ်ခုက DC HSDB ဆိုတော့နည်းနည်းဟောင်းနေပြီပေါ့သူကဒီ code carrier line ကောင်းကောင်းမကောင်းတဲ့အခါမှာဒီ sim card သုံးတဲ့ carrier line ကောင်းကောင်းမမီရဲ့အခြေပါတခြား carrier frequency တွေကိုသုံးပြီးတော့ internet ကိုပုံမြအောင်လုပ်ပြရပေါ့အဓိကနေမာနေရဲ့လူကြီးမျိုးကနေနည်းနည်းဝေးတာရင်ပိုသိတာမှထင်ပါတယ်အဲဥပမာပြော တယ်ဒီ Oredu ကကိုတွားရနေမှာ line မမီဘူးဒါပေမဲ့ Telinor line မြဲဆို Telinor ရဲ့ frequency ကိုတုံးပြီးရောအင်တာနက်ကိုမြန်အောင်လုပ်ပေးရပေါ့အခုအဲ့ဒါမပါတော့အဲ့ဒီ feature မရဘူးပေါ့အခုအဲ့ဒီမပါတဲ့ feature တွေအကုန်လုံးကအနည်းနဲ့အများတော့ပါဝါစားတယ်ဗျာအဲ့ဒါတွေမပါတဲ့ C1 ကို App ရပါဝါစားတတ်တာလေဆိုပြီးတော့ကြည်ညာနဲ့တွေ့ရင်ကပေါ့အဲ့ဒါနည်းနည်းရည်ရည်ရတယ် V6 engine နဲ့1.3နဲ့ရှင် V6 ကတော့ပါဝါပိုစားမှာပဲလေဒါပေမဲ့ ပါဝါပူကြီးပုံမြန်တော့လည်းထည့်ပြောရသေးရပေါ့အဲအခုသူများရဲ့ဆန်နာလောက်တော့ C1 ကဘလူးဆန်းဆန်းဒီကိုအကောင်းလုံးမီဂျာတက်တော့မူရဲနေရှင်နှိပ်ပါလေနောက်ထပ်မပါတဲ့ feature တစ်ခုကတော့ ultra wide band အဲကောင်မပါတော့ app ရဲ့သူကိုယ်တိုင်ထုတ်ထားတဲ့ attack တွေကိုဘယ်လိုရှာမလဲတော့မပြောတတ်ဘူး။သုံးလို့မရဘူးပဲဒီ compatible မဖြစ်ဘူးပဲပြောမလားပေါ့။သူများရဲ့တော့သုံးလို့ရတယ်ပြောကြရတယ်။ဒါပေမဲ့ ultra wide fan power တိတိကျကျတော့ရှာဖို့တော့မဖြစ်နိုင်ဘူးဗျာ။လုံးဝနေပါမဖြစ်နိုင်ဘူး။မပြောတတ်ဘူးနော်။ဘာကြောင့်မထည့်ပေးသေးလဲတော့ Wi-Fi 7ပါညာတော့ကိုယ်တော်အခုထိ Wi-Fi 6 router မရှိသေးတော့အဲ့တော့စကားတည်းမပြောတော့ပါဘူး။ C1 app ရဲ့ပထမဆုံး modem အနေနဲ့တော့အလုပ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။ 5G ချိတ်လို့ရတာပေါ့ iPhone 16 UI ကိုဝင်မဲ့သူတွေကဒီ internet နည်းနည်းပိုနေတာဘာညာကို use ဆိုင်မှာမဟုတ်ဘူးလို့ Apple ကတွေးထားတယ်ထင်တယ်။အခုကြားသလောက်ဆိုရင် Apple က C2 ကိုလည်းဆန်းနေပြီ။အဲ့မှာတော့သူ feature တွေအကုန်ပါမယ်တဲ့။ millimeter 5G millimeter wave လို့စသည်ဖြင့်ပါနော်။အဲ Apple နဲ့ Qualcomm ကတော်တော်မတည့်တဲ့အတွက်တစ်ချိန်မှာတော့ဒီ Qualcomm အစားထိုးမယ်ဆိုတော့လူတိုင်းကသိနေမှာပဲ။ Apple ကနေပြီး Qualcomm စီက modern နည်းပညာကိုခိုးတယ်ဆိုပြီး Qualcomm ကတရားစွဲလို့တော့4.5 billion တောင်ပေးပြီးကြေးရတာ။အခု C1 မှာတော့ Apple ရဲ့ကိုယ်ပိုင်နေပဲဖြစ်ဖို့များပဲထင်ပါတယ်။ဆောင်းနာလို့ Nokia တို့ဘာလို့စီက license ယူရတာတွေလည်းပါမှာပေါ့။ကိုယ်ကောင်းစီကတော့ license ယူရတာရရှိတော့တယ်။ အဲ့ဒီ4.5ဘီလီယံထဲမှာ license deal တွေပါပါလောက်တယ် Apple နဲ့ Quake ကလောလောဆယ်2026အထိပဲဆက်လုပ်ချုပ်ထားသေးတာအဲ့တော့ iPhone 17ဟာ Quake က Modern 3နဲ့နောက်ဆုံး iPhone ဖြစ်လာဖို့များတယ် iPhone 18ကြာရင်တော့ Apple C2 ပါညာမြင်ရဖို့ chance ရပါတော့သူတို့ရဲ့အောင်မြင်မြင်အဲ့ဒီ feature တွေထည့်နိုင်ခဲ့ဆိုရင်ပေါ့ flagship level မဟုတ်ရင်တော့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 မဟုတ်တော့ပါဘူးဒီ video လေးကလောက်ပါပဲသဘောကျရဆိုရင် like share subscribe နဲ့အားပေးတော့လို့ရပါတယ်အားလုံးပဲကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ